အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ SKD Horror မြန်မာ Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Science ဆရာမရင်မင်းကပ်လို့ရေးသားရတယ်ကဝီမင်ဆိုတဲ့ခန်းဆက်ဆက်လန်တွေရဲ့အပိုင်း1နဲ့3ကိုစူးစီးတင်ဆက်ပေးမှာဖြစ်လို့နားဆင်ကြည့်ကြပါအောင်ခင်ဗျာအမေတာနေပွဲယူနေပဲဆင်းရအောင်မင်းဒီတစ်ခါတော့ကြားမယ်ထင်တယ်မိခင်ဖြစ်သူဒေါ်ယူဝါကတားဖြစ်သူရဲ့စကားကြောင့်အင်းလေ နင်ကပွဲရုံတွေနဲ့လူရင်းတွေနဲ့ပစ်ထားရတာကိုဒါနဲ့သားတယောက်တည်းဖြစ်ရလားအမေလက်ခဲ့ရမလားသားအမေရဲ့နေသွားရတာပြင်ပန်းပါတယ်ဒီမှာပဲနေခဲ့နော်သားမကြပါဘူးအမေအင်းပါသားတော့ပေါ့ပါအမေသားတယောက်တည်းစိတ်မချရတော့အမှန်ပဲသားစိတ်ချပါမေရဲ့အမေသားအသက်ပဲ30လားကတ်နေပါ යි ဗျာဟို30လားကတ်လေအမေအတွက်ကသားကကလေးပဲ ရှိတာမှတားမိနှစ်ယောက်တည်းရှိတာလေတားရဲ့ဟုတ်ပါပြီဗျာအမေစိတ်မပူရအောင်တိုးမောင်မှခေါ်သွားလိုက်မယ်နော်အေးအဲ့လိုဆိုရင်တော့အမေစိတ်ချပါပြီအဲ့ဆိုတားအပေါ်တက်တော့မယ်နော်အမေအေးအေးသားမိခင်ဖြစ်သူကခွင့်ပြုတော့လင်းသက်အပေါ်ထက်အိတ်ကန်စီတက်လာခဲ့လိုက်တော့တယ်လင်းသက်တို့မှတားမိနှစ်ယောက်တည်းသာရှိပါတယ်ဖခင်ဖြစ်သူက လင်းသက်ငငယ်ကလေးကဆုံးပါသွားတာကြောင့်ဖခင်နဲ့ပတ်သက်ပြီးလင်းသက်ပါအောင်မှမမှတ်မိပါဘူးအဝိစားနဲ့လိုအပ်တဲ့သုံးဆောင်တွေထည့်ပြီးရဲ့နောက်လင်းသက်ရေရှိုးခန်းထဲဝင်ကရေရှိုးနေလေတယ်။ဒါကြီးသမီးစားကိုအမေပြင်ထားပြီနော်အခန်းပြင်ကမိခင်ဖြစ်သူရဲ့အော်ပြောတဲ့ကြောင့်ရေရှိုးနေရာမှာလင်းသက်အတန်ပြန်ပေးလိုက်ပါတယ်လာရမေးသားရွှေနေလို့ပြီးရင်စင်းခဲ့ပဲနော် ဝိဇာလဲပြီးရင်နောက်အောက်ထပ်ကိုလင်းတန်းဆင်းလာခဲ့လာတာမနေ့ပြန်ခီးသွားမှာဆိုတော့လိုအပ်တာတွေထည့်ပြီးပြီလားထည့်ပြီးပါပြီမေဟာငားဟင်လားအမေကတားကြိုက်ရှက်ရတာပဲတိတာဗောအမေသားအကြိုက်ကိုတေချာကြည့်စားနော်တာအယိုးရပါမယ်လင်းတန်းထမင်းစားတိုင်းမိခင်ဖြစ်သူပကံနေကိုအရင်ဆုံးဥရှာပြီးမှစားတတ်ပါတယ် ငငယ်ကလေးကနေတီးရွယ်ထိငါဟင်းကိုတော့လင်းသက်အလွန်ကြိုက်ပါလေအားရပါရစားနေရင်ကနေအမေတန်ငါယူစုသွားပြီဟောတော့အဲ့ဒါကြောင့်တေချာကြည်စားပါလို့ပြောနေတာကိုတားရဲ့ဟဲ့မိရှုဟဲ့မိရှုရှင်းကြည့်ကြည့်တွားရေခဲတိတာတွေကငါပြောသည်ယူခဲ့စမ်းမြန်မြန်တော့အဲ့ရကူမိရှုလေအပြေးသွားကငါပြောသည်ယူပေးလိုက်လေရဲ့ ဒီမှာပါជីជីအေးပေးပေးတော်ယူအောင်ငါပြောသေးရအခွန်ခွာပြီးရနော်ရွတ်တာဘဝနဲ့မျိုးချနော်တာမိခင်ဖြစ်သူပေးတယ်ငါပြောသေးကိုမျိုးချကရေတောက်လိုက်တော့ရပြီမေငါယူကြသွားပြီတာကြိုက်လို့တာအခုလို့ဖြစ်ရင်အမေဖြစ်ငါဟင်းကိုမဆက်ရှင်တာတကယ်ပဲမိခင်မြစ်တာအပြည့်ဖြင့်ပြောနေတယ်အမေဖြစ်သူကိုကြည်ပြီ တားအခုလိုဖြစ်တော့လေအမေပဲဂယုတဆိုင်လှုပ်ပေးနေတာပဲလေနောက်လေအခုလိုပဲလှုပ်ပေးပါအမေရဲ့အမလီအမေသားကအိမ်တော်ပြရမယ့်အရွယ်တော်ရောက်နေပြီဆိုရွှဲတော့မှလားအမေသားကကြံတဲ့လူတွေနဲ့သာလူကြီးရဲ့အမေရဲ့အမေအတွက်ကကလေးပဲလေဟုတ်တယ်မလားနော်အမေဟုတ်ပါတော့ဟုတ်ပါဟုတ်ပါသူတို့တားမင်းညော့ရဲ့ဘဝလေးကကျော်ရွှင်ပွဲကကောင်းလာပါရဲ့နောက်တစ်နေ့နှစ်ခေတ်ကိုရောက်တော့ အမေတန်းကြတော့ပါအမေအမေသားလေးတွားလျာခလုတ်မတိစူးမညိပါစေနဲ့ကွယ်တွားလန်းတာလို့လာလန်းဖြန့်ဝစေတားရဲ့ပေးရဲစုနဲ့ပြေးပါစေအမေကျမ်းမာရေရွေးဆိုင်တော့တားလို့ပြီးပြီးရတယ်ချက်ချင်းပြန်လာခဲ့မယ်အေးပါကွယ်အမေသားလေးကိုလွမ်းနေရတော့မှာပဲတားမင်းကြီးအလွမ်းတင်နေကြတော့မှာပဲတိုးမောင်ရောက်လာပြီဟိုလေး ပစ္စည်းတွေတင်ပြီအေးအဲ့ဒါဆိုသွားကြတာဗောမေတားတော့သွားတော့မယ်နော်အေးပါတားရင်ဂယုဆိုင်မောင်းနော်ဟဲ့တိုးမောင်းမြင့်ကိုလေးကိုဂယုဆိုင်အောင်နော်ဆေးရှာကြည့်ကြည့်ကျွန်တော်ဂယုဆိုင်ပါမယ်ဗျမိခင်ဖြစ်သူကနှုတ်ဆက်ပြီးအိမ်ထဲကထွက်လာကြတယ်အဲ့တော့ကားဝတ်တက်မယ်လို့မှာတာအမလေးအမေမေးတော့မလို့ခေါင်းငုံလား ။ဗာကြီးလေးမေ။အော်အမေတငယ်ချင်းလေ။ तू ကတရားအားထုတ်တာလေ။ဒါလေးက तू ပေးတဲ့အနေရခင်ကြောင့်ငါဆွဲသေးလေးတာရဲ့ဆွဲလားနော်။ဝိကင်ဖြစ်သူဆွဲပေးတဲ့ကျောင်းနဂါရဲ့ဆွဲကြိုးလေးကိုကြည့်ကဟုတ်မေတာဆွဲရမယ်တာသွားရမယ်နော်လင်းသားနဲ့တူးမောင်ကားပေါ်တက်လိုက်ကရှန်နေကမောင်းထွက်လိုက်တော့ဝိကင်ဖြစ်သူဒေါ်ယူကအဝေးမှလက်ပြနှက်ဆက်ကကြံရိတ်ခဲ့ပါတော့တယ် ဟဲ့ငါထုံးနင်တော့တက်ရင်တတိထားနော်အခုတော့တော်ထဲမှာမိမတယောက်ကိုမြင်နေရတယ်တဲ့မင်းကလည်းကွာထင်းမရှိတော့တော်ထဲဝင်ခေါက်တာလေဘဲကမိမကရောက်လာတာလေသူလည်းထင်းခုတ်လာနေမှာပေါ့တော်မကြားဘူးလားဟိုဘက်ရွာကထင်းသွားခုတ်တဲ့သူတော်တို့ညီကိုပျောက်သွားတယ်လေအခုဒီအစားအနာကိုမသိရသေးဘူးအေးဟာမြင်ပြောမှစဉ်းစားပြည့်ရဲ့အဲ့ကောင်တွေပျောက်တာကုဒီချာကိုမတွေ့သေးဘူးပဲဘာဖြစ်ဖြစ်ဒီယူဆိုင်ပါတော့ အေးပါကွာထင်းကုတ်သွားမဲ့ငထုံးကိုဇနီးဖြစ်သူကတတိပိစကားပြောနေခဲ့ပါလေအဲ့အချိန်အဲ့ဒါကဝေမဟဲ့ကဝေမအဲ့ကဝေမကဖန်းစားပြစ်တာအဲ့ကဝေမပြန်ရောက်လာပြီ သူပြန်ရောက်လာပြီသူပြန်ရောက်လာပြီဟီဟီဟာလက်လိုက်တာကွာဒီယူမိုက်ကြီးကတော့အယူမိုက်ကြီးတက်က60ခန်းရှိပါလိမ့်မယ်သူ့ကိုရွာထဲမှာခေါ်ကြတာကတော့ပြောတယ် အမြဲတမ်းပြုံးပြုံးပြပြနေတတ်တာကြောင့်ပါသူ့မှာသားရည်မြေးရည်ရှိပေမဲ့လေအိမ်မကပဲရက်ရက်လက်ကသွာလာနေတတ်ပါရဲ့အခုလည်းငထွန်းတို့လင်မယားပြောဆိုနေတာကိုနောက်ကနေអော်လိုက်တာကြောင့်ငထွန်းတို့လင်မယားလက်ဖြန့်ကုန်ကြတယ်နောက်တစ်နေ့ကိုရောက်တော့ငထွန်းနဲ့တင်ငယ်ချင်းဖြစ်သူငထော်တို့ထင်းခုတ်ဖို့တောတဲ့ဝင်ခဲ့ကြပါတယ်အာနေကလည်းပို့ရွယ်ကွာထင်းကလည်းလူတလုံးမရသေးဘူးခိုးတဲ့သူကပေါ်တော့ ီနင်းနာရှားသလောက်ဖြစ်နေပြီကွာနေမုန်းတဲ့ချိန်ရောက်တာတော့လိုသလောက်ထင်းမရသေးတာကြောင့်မထွန်းကစိတ်ပြက်စွာပြောဆိုနေတယ်အေးကွာအဲ့ဒါဆိုငါတို့တော့လေပြီဆက်သွားကြမယ်ကွာဟာဖြစ်ပါမလားငါထော်ရမနေ့ကငါမိမကတော့ပြောနေရတော့တဲမှာမိမတယောက်ကိုတွေ့ရဆိုလားပဲဟိုကွာမင်းကလည်းမိမတွေကလေလိုက်တာအစကြောက်နေရ အလုံးမရှိရင်တန်းထိုင်ရှာပြီးစကားတွေရှက်ကပြောနေကြရပါကွာအေးအဲ့ဒါလည်းဟုတ်တာပဲတို့နှစ်ယောက်တောလေလေးစက်ခုတ်ကြမယ်ကွာတောလေပိုင်းနေနှစ်ယောက်စားနှစ်ယောက်သားဓာကိုစီထားကြထိုးကဆက်သွားကြလေတောလေရောက်တော့သူတို့ထင်လာတဲ့အတိုင်းထင်းသုံးကောင်းတဲ့အပင်တွေကိုစစ်ကြိုက်ခိုးယူနေကြတော့မှာပဲဟမ်ဟမ်ဘာလဲဟာ ချားလိုက်ရတဲ့အတန်ကြောင့်ရုတ်တရက်လန့်ကခုတ်လက်စထင်းတွေကိုပြစ်ဆလိုက်မိကြတယ်။ဟာဟိုမှာမိမတယောက်ပဲ။သူတို့နဲ့မလမ်းမကန်အတိပင်းကြီးအောင်ပါ။အမျိုးသမီးတယောက်ကြောပေးကရက်နေတယ်။ငါတော့လူလူဟုတ်ပါမလားကွာ။လူဟုတ်မှာပါကွာ။နေကင်းကြီးကိုလာတော်မရအောင်ဘာကူကြီးလူလို့လည်းမသိဘူး။ငါတော့ကပြောလဲပြောသူ့ကိုပါလက်ဆွဲခေါ်သွားတော့ ငထုံးကမြကြောက်ကြောက်နဲ့လိုက်သွားရတယ်လက်ထဲမှာလည်းဓာတ်ကိုစုပ်ပိုင်ထားကြပါရဲ့အမျိုးသမီးနောက်တလန်းချင်းသွားနေရမှာအနာမရောက်ခင်မှာတဖက်ကအမျိုးသမီးကသူတို့ဘက်ကိုဆက်ရှင်လျက်တာလှဲ့လာတော့တဖက်ကအမျိုးသမီးကသူတို့ဘက်ကိုဆက်ရှင်မျက်နှာလှဲ့လာတော့ဟာခေါ်လိုက်တာချောမွန်လာပါတဲ့မိန်းကလေးတယောက်ဖြစ်နေရကိုတွေးလိုက်ရပါတယ် ငါထိုးလို့တဲ့မိန်းကလေးရဲ့အလှကိုငေးမောစိုက်ကြည့်နေတော့မှပဲအဲ့ဒီမိန်းကလေးကမျက်လုံးတွေဆူးရလာကငါထိုးတို့နှစ်ယောက်ကိုညှို့ယုံနေတယ်လို့ဖြစ်လာရဲ့ငါထိုးတို့နှစ်ယောက်လက်မကင်တဲ့ဓားများပဲလွတ်ကြကုန်တော့တယ်တဖြည်းဖြည်းလူတွေကလည်းလှုပ်ရှားမရတော့ပဲနောက်ဆုံးကြောက်ရွံ့တဲ့ပွဲဖြစ်သွားတော့မှအဲ့ဒီအမျိုးသမီးကငါထိုးတို့စီတလန်းချင်းလှမ်းလာကသူတို့နှစ်ယောက်ရဲ့အတက်ဝိညာဉ်ကိုနှုတ်ယူသွားလေရောတယ်အမလေးတော်ကိုငထွန်းရဲ့ ို့ကိုပြောရင်းနဲ့ခုတော့ဘယ်ကိုသွားချာရမှာလဲတော့မထွေးရဲ့မိမဖြစ်သူက အော်ဟင်ကိုကျွေးနေရောမိမလာရောက်အားပေးသူရေစိတ်မကောင်းဖြစ်နေကြတယ်ခင်းခုတ်သွားတဲ့ငထွန်းတို့တငယ်ချင်းနေအောင်ပြန်မလာတဲ့အတွက်လိုက်လံရှာဖွေကြတော့လဲဘာသေးလွန်စားမှရှာမတွေ့ကြပါဘူးပြန်လာမှာပါအေးညီးကလည်းစိတ်မလျှော့ပါနဲ့ဘေးကနေမျိုးသမီးတူဦးကပြောတော့ ကျိုးစိတ်ပူတယ်တော့ဟိုဘက်ရောသူတို့တို့ညီကိုလည်းအခုရှာမတွေ့သေးဘူးလေကိုငထွေးရဲ့ဘုံမနေနဲ့နစ်လင်သေးပြီ ကဝေမတက်လို့သေးပြီ ကဝေမအီလာနေပြီ ကဝေမအီလာနေပြီ ကြောက်တယ်ကြောက်တယ်ကဝေမကြီးလာနေပြီတော့ပြောကရှန်နဲ့ရုတ်တရက်ဝင်လာကပြောလိုက်တော့အားလုံးငေးကြည့်နေကြတယ်တော့ပြောတော်ကြီးဟိုနေ့ကလည်းအဲ့ဒါပဲပြောတာဟင်းဟင်း ကျုပ်လင်ကိုတတ်တာကျုပ်လင်ကိုတတ်တာဘယ်ကောင်မှတော့ပြော तू က तू ကလေဟိကြောက်လိုက်တာသူ့နာမည်ကနှောင်းဒေဝီကြောက်လိုက်တာပြီးပြီပြီးပြီနှောင်းဒေဝီလာပြီဟဲ့နှောင်းဒေဝီရဲ့ဟဲ့အကိုလေးအကိုလေးဟေးအင်းမျက်လုံးကိုလက်နဲ့ပုတ်တက်လိုက်ပြီးကြောတစ်ဆက်ဆက်လိုက်ပါရဲ့တိုးမော်နဲ့တယောက်တည်းကားမောင်းလိုက်ရကနေ ုံးမမောင်းရမယ်လှဲ့မှာလင်းသက်အိပ်ပေါ်သွားခဲ့တယ်။ခါမိုးတော်ချုပ်ပြီလား။ဟုတ်တယ်ကိုလေးတဲခုကိုနေရာချကြမလား။တုံးမောင်ကကားကိုလမ်းမေးချကရက်ထားတော့လင်းသက်ကားတစ်ခါကိုဖွင့်ပြီးဆင်းလာလိုက်တယ်။음ကြည့်ရတော့တဲကိုနေရာမရှိတော့ဘူး။ကဲမင်းနားလိုက်အောင်ငါမောင်းမယ်။ခါဖြစ်ပါမလား။အကိုလေးပြန်မနေတော့ပြီ။တော်ကြကြီးကြီးကကြုတ်ကိုတက်နေပါမယ်။ မင်းကလည်းကွာစိတ်ပူစရာမရှိဘူးနေရရတဲ့တက်ကားပေါ်တိုးမော်လည်းစိတ်မချတဲ့မျက်နှာထားနဲ့ကားပေါ်တက်လိုက်တော့တယ်ကားပေါ်ရောက်တော့တိုးမော်ကပတ်ပတ်လေကွာအဲ့ဒါမှပိုစိတ်ချရတာတိုးမော်ကသူ့ရဲ့စကားကြောင့်ကပတ်ဝင်းကိုဆွဲပြီးချိန်လိုက်တော့လင်းတန်တစ်ချက်ပြုံးကပေတရားခွေကိုဖွင့်လိုက်ပါရဲ့အဲ့နောက်ကားကိုလမ်းမကြီးပေါ်ပြန်လှည့်ပြီးမောင်းထွက်လာခဲ့တော့တယ် ကားမီးအောင်ကြောင့်ပတ်ဝန်းကျင်ကိုဆင်းလင်းစွာမြင်နေရပြီသူတို့နေသူတခြားခီးသွားကားများလည်းတွာလာနေကြပါတယ်နိုင်တော်တော်ကြမောင်းလာပြီးတဲ့နောက်ဘေးမှာတိုးမောင်ကိုတစ်ချက်လှမ်းကြည့်လိုက်တော့တိုးမောင်တရားပါးစပ်ပင်မပိတ်နိုင်ပဲအိပ်ပျော်နေရဟောက်တန်တဲ့တဲ့ပင်ထွက်ပေါ်နေရဒီလိုနဲ့မောင်းလာရင်လမ်းတနေရာရောက်မှာတော့အရှိမကားတွေပိတ်ရထားအကြောင်းကားဟုံးကို တီးလိုက်ပါတယ်အခုလေဘာဖြစ်လို့လဲ ရှေ့မှာကားတွေရက်ထားလို့ဘာဖြစ်တာလဲမသိဘူးကျွန်တော်စဉ်းကြည့်လိုက်မယ်ကိုလေးတိုးမောင်ပြောရင်ကားပေါ်ဆင်းမှာရှေ့ကိုတွားကြည့်လေခဏကြာတော့တိုးမောင်အမြန်ပြန်ရောက်လာတာအကိုလေးရှေ့မှာလူတွေတည်နေတာဗျာတိုးမောင်စကားကြောင့်လင်းသက်မှာလန့်သွားတယ်ဟမ်ကားတိုက်တာလားမဟုတ်ဘူးကိုလေးသူတို့ပြောပုံရဆိုအဲ့လူတွေကလမ်းမပေါ်မှာလဲကြနေတာကြောက်စရာကြီးပြီဗျာ မျက်လုံးတွေကပြူးထွက်နေရဗစက်ကြီးတွေကလည်းဟနေရတော်တော်စိုးစိုးဝါးပါဗျာဟင်းအဲ့ဒါဆိုတို့တွေကြောက်အောင်ပါပဲကွာကားသမားတွေကရဲကိုဖုံးဆက်ထားတယ်ပြောတယ်တို့လာရှင်းတဲ့ဒီကားဝါထိုင်ဆောက်ကြတာပေါ့တိုးမွန်စကားကြောင့်စိတ်ပျက်စွာဘေးပတ်ဝန်းကျင်ငေးနေမိတော့လေညတော်ရံမှာခွေးဥတံမြန်စူလျံပွက်လို့ရနေပါရဲ့ခြေတံတို့ကရွာလမ်းမတွေတွာလာနေရော တာခင်တာခင်တာခင်ဟေးဘသူလဲညအေးရှင်မတော်ဘသူလဲဟာလာပြီအေးရှေးကခေါ်တဲ့ကြောင်းကုတာခင်အဲ့နေရာမှာအလက်နဲ့ကြထူလိုက်ပါရဲ့ကုတာခင်တော့ဘသူခေါ်လို့တော့ဟာမင်းမကြောက်ဘူးလားအေးရှေးကနေငါ့နာမည်ခေါ်နေရလေတော်နေတော့ခက်ပြီတော့ဘသူမှမခေါ်ဘူးကြုံမကြားလိုက်ဘူးဟာနေပါအောင်ဟာ မသွားကြည့်အောင်မယ်ပြောရင်ဆိုရင်ကိုသားခင်အင်ရှိကိုထားထွက်သွားလေဖဲ့သမီးမိယောက်ျားဘယ်သွားတာလဲဘေးကကမိခင်ဖြစ်သူကမေးလေရောအင်ရှိကခေါ်တန်ကြားလို့ရတဲ့အမေကြီးကျုပ်တော့မကြားမိပါဘူးအလိုခတ်တော့တာပဲပြန်ခေါ်စမ်းညကြီးကိုနာမည်ခေါ်တိုင်းထူးစီရလားရွာမှာလူတွေပြောင်းနေပါတယ်ဆိုကွယ်မိခင်ဖြစ်သူရဲ့စကားကြောင့ ယောက်ျားဖြစ်သူစိတ်ဘူးကအင်ရှိကိုထားလိုက်သွားတော့တယ်တွေ့လာကိုသားခင်တော့ကိုသားခင်အင်ရှိမှာကြောပေးရနေတဲ့ယောက်ျားဖြစ်သူဟာခေါ်နေလဲပြန်မထူတာကြောင့်အနားကိုတိုးသွားတဲ့အခါအမလေးအမေရေကိုသားခင်ကိုသားခင်ကိုသားခင်ဒီရောက်မျက်စိများပြူးကြွထက်နေပြီဗဇက်ကြီးဟာကအသက်မဲ့နေချလေကြောက်မဖွဲ့ကောင်းတဲ့ထိုးဖြစ်ဖြစ်ကြောင့် ရွာသူရွာသားများထိတ်လန့်နေကြတော့တယ်။တကြည်ဘလို့လုံးမလဲဗျာ။ညကကိုတာခင်းရဲ့အဖြစ်ပဲကြောင့်ရွာလူတွေထိတ်လန့်ကုန်ကြပြီဗျာ။ထွားကတကြည်ဖြစ်သူဦးထူးကျော်ဟာအေးငါလည်းအဲ့ဒါပဲစဉ်းစားနေရကွာ။ခုကိစ္စကအရန်ထူးဆန်းနေတယ်။ထူးဆန်းနေရမလုံးနဲ့တကြည်။ခုကနာမည်ခေါ်လို့အင်ရှိသွားကြည်ဟာ။အဲ့လိုကြီးတည်သွားတာအရန်အနေနဲ့များတယ်ဗျာ။ခေရတွေကလူရှုကပြောလာတဲ့အခါတကြည်လဲ အေးပါကွာငါဆရာတော်ကိုရှော့တင်ကြည့်ပါဦးမယ်။အဲ့ဒါအကောင်းဆုံးပဲတကြီး။တကြီးဥထုကျော်တယောက်ရာဦးဆရာတော်ကျောင်းကိုရောက်တော့ကဲဒကာကြီး။ညာဖြစ်ဖြစ်ကြောင်လာရလား။တင်မဖေဟာတပည့်တော်ဆရာတော်နဲ့လာတိုင်းမင်တာပါဖေဟာ။အေးမနက်ကကပ္ပရာကြီးချောက်လို့ဖုံဖုံအကုန်ကြားတည်ပြီးပါပြီ။မပူပါနဲ့ဖုံဖုံတို့ပြည်တရားရွတ်ဆိုပြီးမယ်။ရပါဦးဖေဟာ။ကဝေမကြီးကကြောက်ဘူးဖေဟာ။ဟဲ့မေဖေကြီးလား။ เจ้าဝင်လာတာလားကွယ်တမီးဖြစ်သူနဲ့အတူဘုံရင်เจ้าလိုက်လာတဲ့ဒေါ်ပြော်ကြီးကိုဆရာတော်ကမေးလိုက်တော့တင်ပါဖေဟာအမေကစွန့်ညိုက်ပို့တာလိုက်ရှင်နေဆိုလို့ခေါ်လာတာပါဖေဟာအေးကောင်းတဲ့ကွမေပြော်ကြီးစောစောကဘာပြောလိုက်တာတော့ဖုံဖုံကိုဟီဟီအဲ့ဒါကကဝီမကြီးကဖုံဖုံပေးကုန်ကြောက်ဘူးလို့အမေကလည်းဘာပြောနေရလဲတမီးဖြစ်သူကပြောလိုက်တော့ငါကတကယ်ပြောတာအေး ညီကဘာတိလို့လဲငါမိဘတွေဆက်ဆက်ပြောခဲ့တာသူလာမယ်တတိထားတဲ့ဟိဟိတော်ပြောကြီးကပြောရင်းချိန်မောနေတော့ဆရာတော်နဲ့ဘေးမှလူများ အောင်းအောင်းနေကြတော့တယ်တညာလုံးခီးပန်းခဲ့တာကြောင့်ရဲရော်ရှင်းပါပဲဒိန်းနဲ့အခန်းထဲဝင်ကအိပ်ပျော်သွားလေရော်တယ်နောက်တစ်နေ့မနဲ့ရောက်တော့တရောက်တော့နဲ့အခန်းထဲကခောက်တဲ့ကြောင့်လင်းသက်အိပ်ရမှာလိုးလာပြီနှောင်းအောင်မေးလိုက်ပါဘူးလေဘာကြီးဆိုပါကိုလေးအော်ဘာကြီးဆို ဝင်ခဲ့လေဗျာ အဲ့နေရာမှာထားထိုင်လိုက်ပြီးအခန်းထဲဝင်လာတဲ့ပိုက်အီဆိုကိုလင်းတဲ့စကားဆိုလိုက်လေပိုက်အီဆိုပြောလေဘာပြောတယ်ရှိလို့လဲပိုက်အီဆိုကနဘေးမှာခုံဆွဲယူထိုင်လိုက်ပြီးထွေထူးထူးမဟုတ်ပါဘူးကိုလေပွဲရုံကစရင်တွေတင်ပြရုံပါပဲအဲ့ဒါဆိုကျွန်တော်နေ့လယ်မှာစစ်တော့မယ်ဗျာခုတော့ရေရှိုးလိုက်အောင်မယ်အေးပိုက်အီဆိုမနှက်စာပြင်ထားလိုက်မယ်သွားအောင်မယ်ကွာပြောရင်းဆိုရင်ပိုက်အီဆိုအခန်းထဲကထွက်သွားလေအကိုလေးအကိုလေး ဘာလဲတူမောင်ဝင်ခဲ့လေကွာသာပြီလာပြီကိုလေးလာပြီဘာလဲလောနေတာတုံးတူမောင်ရလောတာမဟုတ်ဘူးဗျပြောချင်တာပြောချင်တာကိုလေးရပြောစမ်းကွာဘာလဲရေးကြည့်လို့လေလင်းသားအမေကိုတူမောင်ကတရေတစ်ချက်မြှားလိုက်ပြီဒီလိုကိုလေးရစောစောကပွဲယုံနေကလို့သမားကြီးပြောနေတဲ့ကြားလို့တွားနားထောင်လိုက်တာအေးဘာကြီးကြားခဲ့လို့လဲမင်းညအလောင်းနေကိစ္စဗျအလောင်းတွေ ဟုတ်လားလင်းသာစိတ်ဝင်စားပြန်မေးလိုက်တယ်ဟုတ်တယ်ကိုလေးရေအလောင်းတွေကဒီနေ့တော့ကရွာတွေကပဲဖြစ်ပုံကလည်းထူးဆန်းနေဗျာတော်တယ်ထင်းရထွက်ရင်ကနေအခုလိုဖြစ်တာရယ်ပြီးတော့ကဝေမကတတ်လိုက်တာဆိုလားပဲအာအဟုတ်မှလည်းနားတော်နေရတုံးမောင်ရဒီခေတ်ကြီးမှာကဝေရှိစရာလားဟာစင်စရာပြောစမ်းပါကွာတုံးမောင်ခေါင်းကိုတစ်ချက်ကုတ်ခါလိုက်ပြီအကိုလေးကလည်း သူတို့ပြောတာပြန်ပြောပြတာလေကျန်တော့ကျွန်တော်လည်းမသိဘူးဗျအေးပါကွာငါကလည်းမယုံကြည်တယ်လို့ပြောတာပါဟုတ်ပါပြီဗျအဲ့ဒါဆိုတမင်းစားကြမယ်လေကိုလေးအေးစားကြတာပေါ့ကွာတိုးမမခုံးတော့လက်တင်ကအပြင်ကိုထွက်လာကြတော့လေညာဘက်ကိုရောက်တော့ဘာကြီးဆိုးလို့နဲ့အပြင်ဘက်ကခုံနေလိမ့်မယ်ခဏထိုင်နေကြတော့ဘိုင်းဆိုဘိုင်းဆိုလူတယောက်အပြေးလာကဘိုင်းဆိုအော်ဟော်တော့တယ်ဝေးဘာတော့ဟာ ဘာကြီးစိုးနှမကြီးဘာကောင်ဝင်စလဲလဲမသိဘူးဟိုမှာအယူတခြားအသားတခြားဖြစ်နေတယ်ဟာဒုက္ခပါပဲကွာဘာကြီးစိုးကမစိုးဘူးပြင်ဝဲခါသူ့အိမ်ရှိရအောင်အပြေးသွားလေတူမောင်လာငါတို့လည်းသွားကြည့်အောင်တူမောင်ကလည်းနှခါပြောစရာမလိုဘူးရှင်းရှင်းလိုက်လာတော့တယ်ဘာကြီးစိုးရဲ့အိမ်ကိုရောက်တဲ့ခါမှာတော့ဟာအသားအောင်မကြံပါလားနှမကြီးမှအသားအောင်မကြံတော့ပဲအယိုးတွေတန်းရှိပါတော့တယ် အိမ်မနေပြီကို့နော်ဘာဝင်ဆွဲတဲ့တော့မသိကြဘူးလားဟာဘာကြီးဆိုကစိတ်တူတူနေပြောတော့တားဖြစ်သူဟာအဖေရကျို့တို့ဘာတမ်းမအောင်မကြားမိကြပါဗျာနွားတဲဘက်ကိုကူးလာမှာအခုလိုဖြစ်နေရတွေ့ရတာပဲဗျာအေးငါနွားအောင်စားတဲ့ဟာမှာ တွေ့ရသေးရပါကွာဘာကြီးဆိုကဘယ်ကောင်စားရဲဆိုတော့တိလို့လားဗျာဟာအကိုလေးရဘယ်ဟာရှိမလဲဒါကဝေမလက်ချက်ပဲလူတွေကိုတတ်တဲ့ပြင် အခုကြုံနွားဟွာဝင်ဆွဲစားရလေဗျာဘိုင်းစိုးဒေါသထွက်နေရမို့လင်းနဲ့ဘာမှဆက်မပြောတော့ပြင်မဲ့စုံးကဝေရှိရဆိုတာဘို့တော့သူယုံကြည်မရှိပါဘူးညဦးတကောင်ရန်ရှင်ကရောက်လာပြန်လေရွာထဲမှာရှိတဲ့အိမ်များမိမိထားပဲမယ်လေဘသူမှမအေးရဲကြသေးပါဘူးမအေးရဲရခြင်းကလည်းမိမိတို့ရွာကပျောက်သွားတဲ့လူတွေကိုတေဆုံးလျက်တွေ့လေကြောင်းရဲတွေကသတင်းပို့ထားကြအောင်ဖြစ်ပါတယ်ရွာလမ်းမတစ်ချောင်းမှာရှေးတန်တို့ကွာ တချက်ချက်နဲ့ထွက်ပေါ်နေတယ်။ထို့အချိန်ရွာထဲမှာရှိတဲ့ကင်းထဲမှာအချက်ပေးတယ်များစုံညံသွားပါတော့တယ်။ဘာလဲဟာမီးလောင်လာလား။ဘာများဖြစ်တာလဲမသိဘူး။အိမ်တွေထဲမှာလူများကင်းထဲဘက်စီကိုထွက်လာခဲ့ကြတယ်။ကင်းထဲကိုရောက်တော့ကင်းဆောင်တဲ့လူငယ်၃ယောက်ကိုဝိုင်းမိကြတော့တယ်။ဟာဘာဖြစ်ကြတာလဲကွာ။ချစ်တာဒီကောင်မိုးဝင်းဗျ။မိုးဝင်းဘာဖြစ်တာလဲဟာ။မိုးဝင်းဆိုတဲ့လူငယ်ကဘေးဘီကိုကြည့်ပါ။ကြောက်ကြောက်လန့်လန့်နဲ့ ဒီလိုဗျကျို့တို့ကင်းဆောင်နေရကျို့ကအပေါ်သွားခြင်းလို့ကင်းနေနဲ့မဝေးတဲ့ပါးကြီးဘိုးတို့အိမ်တော်ကိုသွားတာဗျာသွားပြီးအပြင်မှာဟာစပြောလေကွာမင်းကဘာရီကြောက်နေရလဲအဲ့မှာအဲ့မှာဗျာရွာလမ်းမကြီးမှာကောင်မလေးတွေကလမ်းလျှောက်နေကြတွေ့တယ်ဗျာကျို့ပေပီလျှောက်နေကြဗျာမျက်နှာမမြင်ရပါပဲကိုလုံးကဘောအရန်လာတာဗျာကျို့လဲမြင်းနေရင်နေသူကဖိုးကျော်တို့အိမ်ထဲကိုဝင်သွားတာဗျာ မကြောက်သူပြန်ထွက်လာတော့မှသူ့မျက်နှာကိုမြင်လိုက်ရတာဗျို့ကြောက်စရာကြီးဗျာသူ့မျက်လုံးတွေကမိပြီလို့ရဲတောက်နေရပါဇက်မှလည်းတွေးတွေးရွှဲလို့ဗျာအဲ့ဒါနဲ့တန်ချောင်းခေါက်လိုက်ရတာပါဗျာဗျာဟာဒါဆိုဖိုးကျော်တို့အိမ်ကိုတွားကြည့်ရမယ်ဟဲ့ကျွာသားတွေဖိုးကျော်တို့အိမ်ကိုအပြေးလွားတွားကြည့်ရောအမလေးဖိုးကျော်တို့တွေကြောက်စရာကြီးပါလားဖိုးကျော်တို့မိသားစုတွေမျက်လုံးကြီးများဖြူးကတေဆုံးနေကြတယ် တမိသားစုလုံးတည်ဆုံးနေတဲ့ပုံစံကလည်းအတူတူဖြစ်နေကြပါတယ်။နွားတွေကမှရှိတဲ့နွားတွေလည်းအယိုးသာကြန့်ရှိတော့ပါတယ်။လာကြည့်တဲ့ရွာသားတွေလည်းအားလုံးကြောက်လန့်ကုန်ကြတယ်။ရွာသားတွေနေချင်းညချင်းဆိုလိုအလောက်လျှောက်သွားကြတော့တယ်။အားလုံးစိတ်ထဲမှာတော့ကိုယ်လည်းဘယ်တော့ရောက်လာမလဲဆိုပြီး တွေးတော့ကြောက်လန့်နေကြပါတယ်။အလောင်းတွေကိုမထိကြနဲ့ဟဲ့။ဂျယ်ရီလာမစစ်စေးလိုက်ပဲ။ဟုတ်တကြီး။ဝဖြစ်ရတာလေဗျာ။ငါလည်းဘယ်တိမလဲကွာ။ မသိလို့ရမလားဗျာဒီလိုဆိုဒီဘာလုံးတိမ်ပါအေးငါနဲ့ပဲရွာဦးကျောင်းဆရာတော်ကပရိတ်ရွတ်မယ်တဲ့လာခဲ့ကြကွာလာမယ်ဗျာတဆုံမေပြောကြီးပြောတဲ့စကားတွေကအမှန်ပေါ့အေးအဲ့လိုဆိုမေပြောကြီးကမယူဘူးဟာသူ့ကိုမေးကြည့်ကြတာပေါ့နောက်တနေ့ကိုရောက်တော့တကြီးအိမ်မှာဒေါ်ပြောကြီးကိုကိုဝီမအကြောင်းရွာသားများဝိုင်းမေးကြလေကဲဒေါ်ပြောကြီး ကျို့တို့ကိုဝီမအကြောင်းပြောပြပါလားထိုအခါဒေါ်ပြော်ကြီးကခုတော့ယုံကြရင်မလားအဲ့ကိုဝီမကအသက်ကထောင်ရှိနေပြီအရင်သူကပင်မနေရလဲတိလားထိုအခါတကြီးက तू ကပင်မနေရလဲဗျငါလည်းပဲတိမလဲဟိဟိဟိဟာကောင်းမှန်လို့ဒီဖွားကြီးကတော့အမေရေအမေတိတယ်တော့တမီးကိုပြောပြပါလား အမေမိဘတွေကအမေကိုပြောပြခဲ့တယ်ဆိုသမီးကိုလည်းအမေပြောပြရမှာပေါ့သမီးဖြစ်သူကပြောလေရောဒေါ်ပြောကြီးကအေးဟုတ်သားပဲနော်အမေသမီးကိုအမေပြောပြရမှာပေါ့ပြောပါအမေသမီးနားထောင်နေအေးတေချာနားထောင်ကြသူ့နာမည်ကနှောင်းလေဝီရဲ့အမေတို့ဘိုးဘအစင်ဆက်ပြောလာကြတာအေးသူလာရင်တတိထားတဲ့ရန်ညိုးတွေနဲ့လာလိုက်မယ်တဲ့အဲ့ဒါပဲပြောခဲ့တာလေ ဟာအဲ့ပြင်ရောဘာမှမပြောခဲ့ဘူးလားရွာသားရှုကမကြည့်နဲ့ဆိုမိတော့သိကျင်လားသိရှင်သူ့လာမမင်းငါတော့သွားပြီဟဲ့ဟိဟိဟိတော်ပြောကြီးကပြောရင်ပြေးထွက်သွားတော့ရွာသားတွေစိတ်ပြက်လက်ပြက်ကြံရိတ်ခဲ့ပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာဆိုင်းစီရပါရင်မင်းကပ်မလို့ရေးသားထားတယ်ကဝေမဲဆိုတဲ့ခန်းဆက်ဆက်လန်တွေရဲ့အပိုင်း1နှစ်3တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်နေ့တွေမှာလည်းစိတ်ဝင်စားဖို့ရဲ့ဇက်လက်ကောင်းများစွာတင်ဆက်ပေးသားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ကြပါအောင်လို့ပြောရင်း ਨੇ subscribe လေးနှိပ်သားကြဖို့အားလုံးတောင်းဆိုလိုက်ရပါတယ်ခင်ဗျာ